ပညာရှိတဲ့လူမှသာလေသူတော်ကောင်းတရားရဲ့အရာသာကိုခံစားနိုင်တာတဲ့ပညာအခြေခံမရှိဘဲနဲ့တရားကိုခံစားလို့မရအဖိုးတန်တဲ့ပစ္စည်းတွေသုံးဖို့စွဲဖို့ဆိုတာပိုက်ဆံရှိမှသုံးနိုင်တာပဲလေဒါလောကီချမ်းသာတောင်မှပိုက်ဆံရှိမှသုံးစွဲခွင့်ရှိတာဟုတ်တယ်မို့လားအထွတ်အမြတ်ဒီတရားရဲ့အရာသာဆိုတာလူတိုင်းခံစားနိုင်တာမဟုတ်ပင်ကိုအခြေခံဉာဏ်ရှိမှဉာဏ်ရှိအောင်လဲလှုပ်ထားမှ တရားဆိုတာခံစားတိုက်တယ်နော်အချင်းသေးစီဆိုတာသင်္ကီရွှေခွဲမှာပဲတည်တယ်လို့ပြောကြတာဟုတ်လားအဲ့ဒါဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့သူတော်ကောင်းတရားတော့ဉာဏ်ရှိသူမှသာလဲခံစားတိုက်တယ်ဆိုတာတော့ဘုရားအတိလင်းဟောတာအဲ့တော့တရားအရသာတို့မခံစားရသေးဘူးဆိုရင်အဲ့ဉာဏ်မရှိသေးလို့လို့ရိုးရိုးလေးမှတ်ရမယ်ဟုတ်လားစတော့ဘုံဘဝစဉ်းစားတာအင်းတရားလည်းမျက်နှာလိုက်သလားလို့မကြိုက်တယ်လို့လို့ပေါ့နော်ဒါပေမဲ့တရားကမျက်နှာလိုက်တာပဲလို့ဟုတ်တာပဲလိုက်ရမှာပဲလေသူကလိုက်တဲ့နေနေရာ တော့ထိုက်တံမှရမှာပေါ့ဟုတ်လားအဲသဘာဝကြပါနော်